မန္တလေးမြို့မဟာအောင်မြင်မြို့နယ်84လမ်း39လမ်းနဲ့လမ်း40ကျားမှာရှိတဲ့ငလင်တန်တက်လေးတက်အဆောက်အုံမိုးဆက်တိုက်ရွာသွန်းပြီးနောက်ထပ်မံပြိုကျမှုဖြစ်ပွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်84လမ်း39လမ်းနဲ့လမ်း40ကျားမှာရှိတဲ့ငလင်တန်ထိပ်၍ပြိုကျထားတဲ့လေးတက်အဆောက်အုံဟာထပ်မံပြိုကျသွားခဲ့ကြောင်းကုညီကေစရီလှုပ်ဆောင်နေသူများကပြောကြပါတယ်မေလ28ရက်နေ့နနက်10:00နာရီချိန်ခန့်မှာလေးတက်အဆောက်အုံထပ်မံပြိုကျခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဆောက်အုံပြိုကျမှုကြောင့်အမျိုးသားတဦးခြေထောက်ပုံးပဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီအပိုင်းမိုးရီဇက်တိုက်ရွာတယ်။ဒါကြောင့်ပြိုကျတာလို့ထင်တယ်။အင်ရှင်တွေဘက်ကလည်းအပြီးသက်မဖြိုနိုင်သေးတော့ပြိုတဲ့အတိုင်းထားရကနေဒီနေ့ထက်ပြိုတာ။မန္တလေးမှာအဲ့ဒီလိုမဖြိုနိုင်လို့ရိုင်နှင်းနဲ့ထားရတဲ့တိုက်တွေအများကြီးပဲ။ဒီမိုးရီနဲ့ဝင်ပြီးဆိုရင်အဲ့ဒီလိုတွေတစ်ခုပြီးတစ်ခုပြိုမှဆိုးရင်ရတယ်။အတိကလူတွေထိကြိုက်မှဆိုးရင်ရတဲ့အခြေအနေပဲလို့မန္တလေးမှာကုညီကေစေးရေးသမားတဦးကပြောဆိုပါတယ်။ မန္တလေးမှာငလေတန်တဲ့အိမ်ပိုင်ရှင်များကပြိုကျလွလွအဆောက်အအုံများဖြိုဖျက်ပေးရန်မန္တလေးစီပင်ကိုရှောက်ထားပေမဲ့အ ਨੇ စုံ3လခန့်စောင့်ရမယ်လို့ဆိုကငွေကြေးပေးနိုင်သူများကသာစီပင်ကဦးစားပေးအဆောက်အအုံဖြိုဖျက်ပေးနေကြောင်းမန္တလေးဒေသမှပြည်သူတို့ကဆိုပါတယ်မန္တလေးမြို့မှာမက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းပြည်သူများထိခိုက်ဒေဆုံးမှုများခဲ့ရတယ်လို့ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်များကြောင့်အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ရပါတယ်ခင်ဗျာဆက်လက်၍ လက်ဗရန်မှာ PDF ကိုဂရုမစိုက်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုတပ်တသားတစ်အဖြစ်စုဆောင်းနေတဲ့ဂျာအိမ်မှုထွန်းထွန်းပြစ်ခတ်ခံရပြီးတေဆုံးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ပဲခူးတိုင်းလက်ဗရန်မြို့နယ်မှာ PDF ကိုဂရုမစိုက်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုတပ်တသားတစ်အဖြစ်စုဆောင်းနေတဲ့ဂျာအိမ်မှုထွန်းထွန်းကိုပြစ်ခတ်တိုက်ခိုက်ရမှာတေဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တရင်383ညနဲ့တခွဲသုံးမှတာဝန်ရှိသူတို့ကဆိုပါတယ်။မေလ29ရက်နေ့မွန်လယ်တနအီခန့်မှာ လက်ဗရန်မြို့နယ်ပတိန်စုရွာမှာနေထိုင်တဲ့ရာအိမ်မှုထွန်းထွန်းဟာအကြံဖတ်စစ်တပ်ရဲ့စစ်စည်းရေးကိန်းမှခြေလင်းပြန်လာစဉ်တာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲ3နဲ့တက်ခွဲ2ရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းထွန်းထွန်းဟာဥကောင်းတဲတဲကိုတနက်နဲ့3ချက်ထိမှန်ပြီးပွဲချင်းပြီးတေဆုံးကအကြံဖတ်စစ်တပ်နဲ့ဆက်တွယ်ထားတဲ့မိုဘိုင်းဖုန်းတစ်လုံးကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။တေဆုံးသွားတဲ့ရာအိမ်မှုထွန်းထွန်းဟာပြူစော့တီကောင်းဆောင်လည်းဖြစ်ပြီး တော်လန်ရစ်တပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်း၍စစ်တပ်ထံကိုတရင်ပေးခြင်းလူငယ်များအားစစ်မှုထမ်းရန်ဖိအားပေးလူစုခြင်းစစ်မှုတန်းကျေဟုဆိုကပြည်သူများထံမှဝေကြီးများအတင်းအကျပ်ကောက်ခံပြီးငွေမပေးသူများကိုစစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်းစက္ကဆများထံကိုမဟုတ်မမှန်တရင်ပေးကပြည်သူများအားဖမ်းဆီးခိုင်းခြင်းတော်လန်ရစ်တပ်ဖွဲ့များအားဂရုမစိုက်ဘူးဟုစိန်ခေါ်ပြီးလူငယ်များအားစစ်တပ်ထဲအတင်းအကျပ်ထဲသွင်းခြင်းများလှုပ်ဆောင်နေ၍တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရာအိမ်မှုထွန်းထွန်းက လူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ထဲအတင်းအကျပ်ထည့်တယ်စစ်ခွေးတွေနဲ့အတူအိမ်မော်တက်ပြီးပေါ်တာဆွဲတာကြောင့်လူငယ်တွေဆိုတာအိမ်မမနေရဲလို့ရှောင်နေရတာကြပြီ PDF တင်းတွေစုံစမ်းပြီးစစ်ခွေးတွေစီပို့တဲ့အပြင် PDF တွေစီထောက်ပံ့နေဆိုပြီးပြည်သူတချို့ကိုစစ်ခွေးတွေစီတရင်ပေးဖမ်းခိုင်းနေအဲ့ဒါကြောင့်သူ့ကိုတရီပေးတော့မချီမငန်တုံ့ပြန်တဲ့အပြင်ရဲဘော်တွေကိုပါစိန်ခေါ်လို့ရှင်းလိုက်ရတာလို့တာယာဝရီခင်တရင်383ရက်နဲ့တက်ခွဲ3မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့ရဲ့တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးတောလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရန်တရားဝရီခိုင်တရင်383ညနှင့်တခွဲ3ကအတိပေးနိုးစော်ထားပါရခင်ဗျာဆက်လက်၍ထိုင်းဘက်ကနေတေဘောဘို့ပြူဝါစကန်းကိုစစ်ကူလာတဲ့စစ်သား60ကျော်ခြေမုံခံရစစ်သား21ဦးထိုင်းဘက်ကိုပြန်ထွက်ပြီးစစ်တုံးမှအချို့ဖမ်းမိပြီး လက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံအတွင်းကနေဖြက်ဝင်လာပြီးနေဆက်မျိုးဖြစ်တဲ့မြဝတီမြို့နယ်ဝေါ်လီမြို့နားမှာတိုက်ခိုက်ခံနေရတဲ့တေဘောဘူပြူဟာတစကန်းကိုစစ်ကူထွက်လာတဲ့အင်အား60ကျော်ပါစစ်ကောင်စီစစ်ကြောင်းကိုဒီကနေ့မေလ28ရက်နေ့မနက်မှာတော်လန်ရစ်တပ်ဖွဲ့တွေကအပြီးပိုင်ခြေမုံလိုက်တယ်လို့ကရင်စည်ရေးသတင်းအရင်းမြစ်တွေကနေတည်ပြပါတယ်။မေလ26ရက်နေ့မှာထိုင်းနိုင်ငံဘက်အချင်းတပ်ခရိုင်ကနေထိုင်းနယ်ခြားဆောင်စစ်တပ်စခန်းရှိရာ မိုးကြာကြေးရွာဘက်ကနေနေဆက်ဖြစ်ပြီးကရင်ပြည်နယ်စုံစည်းမြိုင်ဒေသကိုဝင်ရောက်လာတဲ့အင်အား64ဦးပါစစ်ကြောင်းဖြစ်ပါတယ်။ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKBA တင်းချုပ်ရာစုံစည်းမြိုင်ကနှစ်တကူကွင်းကိုရောက်ရှိလာပြီးမေလ28ရက်နေ့မှာတေဘောဘူဘီဟာတစကန်းကိုစစ်ကူထွက်လာတယ်လို့ဆိုပါတယ်။ဒီကနေ့မနက်မှာတော့ကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်စစ်ကူတွေတေဆုံးပြီးအချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ်။ လာတဲ့စစ်ကူစစ်ကြောင်းကိုဖြုတ်လိုက်ပြီး21ရောက်ကပြန်ပြေးသွားတယ်လို့ကရင်စည်ရေးသတင်းရင်းမြစ်တူကပြောပါတယ်။ဒါအပြင်ဖမ်းမိစစ်သားနဲ့တေဆုံးစစ်သားတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတေဘောဘူဗျူဟာတက်စကန်ကိုပြင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။လက်တလုံးမှာ KNL ပူးပေါင်းတပ်တွေကမြဝတီမြို့တောင်ပန်းဒေါနာတောင်တန်းအရှိကျမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ကနေလေးနဲ့တေဘောဘူဗျူဟာတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။ အဲ့ဒီတက်စကန်တွေဟာ KNU တက်မဟာ6စီရေလှူရှားရနေမြေထဲမှာရှိပြီးမေလ20ရက်နေ့မှာမော်ခီစကန်ကိုစတိုက်ပြီးမေလ21ရက်နေ့မှာတော့ကနေလီစကန်၊တေဘောဘူစကန်နဲ့ဘလတ်တိုတက်စကန်တို့ကိုဆက်လက်တိုက်ခိုက်ခဲ့တာပါမေလ23ရက်ညပိုင်းမှာတော့ဘလတ်တိုတက်စကန်ကိုသိမ်းပိုက်ရရှိခဲ့ပါတယ်ခင်ဗျာဆက်လက်၍ဖာကန်မြို့နယ်လုံခင်းရွာအတွင်းကိုစစ်ကောင်စီတပ်ကဝင်ရောက်လာပြီးနောက်ပြည်သူများကိုရိုက်နှက်ဖမ်းဆီးမှုများလှုပ်ဆောင်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတို့ချို့ဒဏ်ရာရရှိပြီး တည်ဆုံးသူတဦးရှိ လုံခင်းမှာအနီးကပ်တိုက်ပွဲများဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖားကဲမြို့နယ်လုံခင်းရွာအတွင်းကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကဝင်ရောက်လာပြီးနောက်ပြည်သူများကိုရိုက်နှက်ဖမ်းဆီးမှုများလှုပ်ဆောင်လျက်ရှိကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်ယနေ့မေလ28ရက်နေ့နနက်ပိုင်းမှာစတင်ပြီးစစ်ကောင်စီတပ်များကလုံခင်းရွာအတွင်းကိုဝင်ရောက်လာကြောင်းလုံခင်းရွာအဝင်မှာလည်းတိုက်ပွဲများဖြစ်ပွားပြီးနောက်လုံခင်းရွာအတွင်းကိုရောက်ရှိလာတဲ့အခါမှာပြည်သူများကိုရိုက်နှက်ဖမ်းဆီးခြင်း ပြည်သူတချို့ပြစ်ခတ်ခံရခြင်းများရှိလာကြောင်းလက်တတော်သိရှိထားတဲ့အချက်အလက်များအရပြည်သူတဦးသေဆုံးပြီးပြည်သူတချို့ဒဏ်ရာရရှိကြောင်းဒေသတရင်အရေးမြစ်ကပြောဆိုပါရယ်လုံခင်းဘက်မှသွားနေတဲ့ကားကိုပြစ်ခတ်တာမှဇနီးမောင်နဲ့ဒဏ်ရာရတာရှိတယ်စိုက်ကယ်စီးလာတဲ့ပြည်သူတဦးပြစ်သက်ခံရတာရှိတယ်အဲ့ဒါကတော့အလောင်းသွားမယူရဲသေးဘူးလို့သိရပါတယ်နောက်ပြီးပြည်သူ၁၀ထက်မနည်းရိုက်နှက်ဖမ်းဆီးသွားတာရှိတယ်လူသားတိုင်းဖမ်းဆီးသွားတဲ့သဘောလို့ယူဆရတယ်လို့ဖက်ကန့်ဒေသတရင်အရေးမြစ်ကပြောဆိုပါရယ် ဒါပြင်လက်ရှိအချိန်လုံခင်းရွာအတွင်းထဲမှာစစ်ကောင်စီတပ်များနဲ့ KIA ပူးပေါင်းတပ်များအကြအနီးကပ်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းဒေသပြည်သူများနဲ့ KIA တရင်အရင်းမြစ်တချို့ရဲ့အဆိုအရသိရှိရပါတယ်ခင်ဗျာဆက်လက်၍အုပ်ဖို့မြို့နယ်ထမ်းမင်ကုန်းကြေးရွာမှာရှိတဲ့စစ်ကောင်စီကင်းစကန်တိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်၈ဦးသေဆုံးကကြံတက်သားများစကန်းစွန့်ခွာထွက်ပြေးသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းတာယာဝတီခရိုင် အုပ်ပုမျိုးနဲ့တမ်းမင်ကုန်းကြေးရွာအတွင်းမှာစကန်းချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုပြီးခဲ့တဲ့မေလ25ရက်နေ့မှာတာယာဝတီခိုင်တရင်383ရက်နဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ပုကတွားရောက်တိုက်ခိုက်ခဲ့ရမှာစကန်းစွန့်ခွာထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။တမ်းမင်ကုန်းကြေးရွာအတွင်းထဲမှာရှိတဲ့အဆိုပါစကန်းဟာစစ်ကောင်စီတပ်သားအင်အား30ဝန်းကျင်ရှိကပြီးခဲ့တဲ့2022ခုနှစ်မှာစတင်ပြီးအခိုင်အမာစကန်းချတက်ဆွဲထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက်တိုက်ပွဲအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကကြံတပ်ဖွဲ့ဝင်များမှစကန်းစွန့်ခွာသွားပြီးအုပ်ဖို့အခြေဆိုင်ခမရ၆တရင်ကိုထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။တိုက်ပွဲကနှစ်ခါဖြစ်တယ်။ပထမတစ်ကြိမ်မှာခမရ၆ကနေလက်နက်ကြီးအလုံး၂၀လောက်ပစ်ကူပြီးတော့ကျွန်တော်တို့ခဏစွန့်ခွာပြီးဒုတိယအကြိမ်ပြန်တိုက်တာ။အဲ့ဒီမှာရဲဘော်တွေကလက်နက်ချဖို့အလင်းဝင်ဖို့ပြောတော့အလင်းတော့မဝင်ဘူးစကန်းစွန့်မယ်ဆိုပြီး သေးတဲ့အလောင်းတွေထမ်းပြီးထွက်ပြေးသွားကြတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူးကအေယာဝရီတိုင်းကိုပြောပါတယ်။ဓမ္မင်ကုန်းကြီးရွာမှာရှိတဲ့အဆိုပါစခန်းမှာဒေသခံရွာသားများအပါအဝင်အယက်သား၅ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးဒေသခံများမှလည်းလက်ရှိမှာစစ်ဘေးရှောင်တိမ်နေကြကြောင်းသိရှိရပါတယ်။စခန်းသိမ်းပိုက်ရရှိပြီးနောက်နေမီရှင်းလင်းရေးပြုလုပ်စင်မှာ60မမလက်နက်ကြီးကြီး12လုံးလက်ပစ်ပုံး9လုံး5.56ကြီး300တောင်းအင်နာဂါပို့ကြီး9တောင်း တူမီတလက်အပါအဝင်ရိတ်ခါများနဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ပြီးစကန်းကိုလည်းမိရှုဖြည့်ဆည်းခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိမှာတာယာဝတီခရိုင်အတွင်းထဲမှာတိုက်ပွဲများလည်းမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီမှဘကိုးရိုးမှအတွင်စစ်ကြောင်းများပုတ်လျရန်အင်အားပြန်လည်စုစည်းနေကကင်းအတွက်အုံပြုတဲ့ရဲတပ်ဖွဲ့ဝင်များကိုပါစုစည်းနေကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်၍ထိုင်းနိုင်ငံမှာ၅လအတွင်းကိုဗစ်19ပိုးကူးစက်သူ3000နီးပါးရှိနေပြီး တည်ဆုံးသူ46ဦးတိရှိလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံမှာငါးလအတွင်း COVID-19 ပိုးကူးစက်သူ2သိန်းနီးပါးအထိရှိနေပြီးတည်ဆုံးသူ46ဦးတိရှိလာကြောင်းထိုင်းသတင်းမီဒီယာများရဲ့ဖော်ပြချက်အရသိရှိရပါတယ်ထိုင်းတနိုင်ငံလုံးဆိုင်ရာအရယခုနှစ်ဇန်နဝါရီလမှမေလ26ရက်နေ့အထိ COVID ပိုးကူးစက်မှု38,655ဦးရှိနေပြီးတည်ဆုံးသူ46ဦးအထိရှိတယ်လို့ထိုင်းသတင်းမီဒီယာများဖြစ်တဲ့ Bangkok Post နဲ့ The Nation Thailand သတင်းမီဒီယာတို့ကဖော်ပြထားပါတယ်။မေလ18ရက်နေ့မှ24ရက်နေ့အထိတပတ်အတွင်းကူးစက်မှု9363ဦးရှိခဲ့ပြီး9ဦးသေဆုံးခဲ့ကဘန်ကောက်မြို့ဟာကူးစက်မှုအများဆုံးဖြစ်ကြောင်းယောဂထင်းချုပ်ရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယခုနှစ်မိုးရာသီနဲ့ကြောင်းပွင့်ရာသီအတွင်းအများပြည်သူသုံးသိယူပို့ဆောင်ရေးစာတင်ကြောင်းဆေးရုံနဲ့လူအိုစောင့်ရှောက်ရေးစင်တာစတဲ့လူနေများတဲ့နေရာများမှာ ကူးစက်မှုမြင့်မားနိုင်တယ်လို့ယောဂထိန်းချုပ်ရေးဌာနကမှတ်ချက်ပြုထားပါတယ်။ယင်းတို့ကိုဗစ်ပိုကူးစက်မှုမြင့်မားလာတာကြောင့် Smoke Paragon မြို့မှာရှိတဲ့စာတင်ကျောင်းတစ်ခုမှာတနင်္လာနေ့မှာဗိုလ်တဟူးနေ့အထိ online မှာတဆင့်စာတင်ကျောင်းရညွှန်ကြားလိုက်ရကြောင်းသိရှိရပါတယ်။ယခုဖြစ်ပွားနေတဲ့ COVID-19 ရဲ့နောက်ဆုံးပေါ်မျိုးကွဲဟာပုံမှန်မြန်ဆန်စွာကူးစက်နိုင်ပေမဲ့ယောဂလက္ခဏာပြော့တယ်လို့သိရှိရပါတယ်။ခုကန်အားစနစ်ရဲ့အလိုအလျောက်တုံ့ပြန်မှုကြောင့်ယခုဖြစ်ပွားနေတဲ့ COVID-19 မျိုးကွဲအသစ်ကို ကာကွယ်ဆေးထိုးပြီးကာကွယ်ရမရဟုလည်းသိရှိရပါတယ်။ကာကွယ်ဆေးများဟာလည်းလက်ရှိကိုဗစ်မျိုးကွဲအတွက်မထိရောက်တော့ကြောင်းယောဂါကာကွယ်ထင်းချုပ်ရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ဂျေဇူးအထူးပင်တင် ရှိပါတယ်။တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။လူထုဘက်ရက်တီချင်းတရင်အစ်စ်အမှန်ຫນွေဦးနေရန်